မြန်မာရုရှားကနေပြန်လာလို့ရှိရင်လည်းကျွန်တော်တို့ဒေါ်လာရေးတစ်ခွက်တည်းကမြန်မာတနင်္ဂနွေလုံးတိတ်နိုင်မယ်အနေအထားဒီရောက်အောင်လုပ်မယ်။တို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတကာကနေတရုံနဲ့အတိမတ်ပြုရအတိမတ်ပြုမှုရအောင်လုပ်မယ်ဆိုတဲ့နေမျိုးစဉ်။အဲ့ဒီနေမျိုးစဉ်ရုပ်တံဖိုင်ကိုတော့မှကျွန်မအရင်ရက်ကတိတိကျကျမှတ်မှတ်ရရလေးတင်ပြထားတယ်။ဆိုတော့လက်ရှိမှာကျွန်မတို့နိုင်ငံတော်ဝန်ကြီးချုပ်ရုရှားကြီးစင်ကနေမြန်မာပြည်ပြန်ရောက်လာပြီးနေမျိုးစဉ်ပြောသလိုပဲတို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတကာကဘယ်နိုင်ငံကအတိမတ်ပြုလိုက်တယ်လဲ။ ကျွန်မမေးချင်တယ်။နေမျိုးတင်ပြောတယ်သူတို့တနိုင်ငံလုံးကိုသူတို့သိမ်းနိုင်မယ့်အနေအထားဖြစ်ပြီးတော့တူတို့တနိုင်ငံလုံးကိုအောင်လန်ခွင့်ထူပြီးတော့စစ်တပ်ကတနိုင်ငံလုံးမှာအလံဖြူထောင်ရအောင်သူတို့လုပ်မယ်လို့ပြောတယ်။အခုဘယ်နေရာတွေဘယ်မျိုးဘယ်ပါတွေကိုနေမျိုးစင်လို့တွေသိမ်းနိုင်လိုက်တယ်လေ။မြန်မာတနိုင်ငံလုံးအတိုင်းအတာမပြောနဲ့။ဘူပြုတ်ကြကူလီနေမျိုးစင်သူကိုယ်တိုင်အခြေချနေတယ်။တရားတစ်ပြေးနယ်လုံးကိုတော့သူတို့သိမ်းနိုင်တဲ့အနေအထားရောက်ပြီလား။သူတို့ပြောတဲ့မဟာမိတ်တကြီးဆိုတာကအခုသူတို့ရေတွန်းခံပြီးအသေးခံတိုက်ပြီး MNDA ပါတလား TLA လေးပါတလား AA ပါတလား TI ပါတလား ဒါကျမရဲ့နိုင်ငံရေးအရာပထမဆုံးမိကုန်ထည့်ခြင်းဖြစ်ပါတယ်ကျမကလူလူမေးတာမို့လို့လူလူပဲပြန်ပြေးပါလို့ကျမရင်းရင်းကျေးကျေးနဲ့ပြောပါမယ်နောက်တစ်ချက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘိုးကြီးနေမျိုးစဉ်ကိုနမဲတက်စိန်ခေါ်လိုက်တဲ့မပူတူရုပ်တံနဲ့အတူတရုတ်အထူးကိုယ်စားလှယ်နဲ့စစ်ကောင်းဆောင်နေပြည်တော်တွင် တွေ့ဆုံခဲ့တဲ့ထူးခြားသတင်းနဲ့တင်ဆက်ပေးလိုက်ပါတယ်ရုရှားခီးစမပြန်ရောက်လာသည့်စစ်ကောင်းစီကောင်းဆောင်ဘိုးချုပ်မူကြီးမင်းအောင်နိုင်နဲ့တရုတ်အာရှရေးရအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်းတို့ယနေ့မတ်လ7ရက်နေ့ပိုင်းကနေပြည်တော်တွင်တွေ့ဆုံခဲ့ကြကြောင်း စစ်ကောင်စီထိန်းချုပ်မြဝတီရုတ်တံကယနေ့ညပိုင်းတွင်ကြေညာသည့်အဆိုပါတွေ့ဆုံမှုတွင်ရွေးကောက်ပွဲကိစ္စငြိမ်းချမ်းရေးတွင်တရုတ်နှင့်ပူးပေါင်းဆောင်ရွက်နေမှုမူရစေဝတာစီကာကွယ်ရေးအွန်လိုင်းလောင်းကစားမှုနှင့်အွန်လိုင်းငွေကြေးလိမ်လည်မှုပပျောက်ရေးနေဆက်ကုန်သွယ်ရေးတို့နှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြောင်းစစ်ကောင်စီဘက်ကထုတ်ပြန်သည် စစ်ကောင်စီ၏ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်နေမှုအပေါ်တရုတ်ကအပြုသဘောဆောင်သည့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည်အခြေအနေများကိုဆွေးနွေးခဲ့ကြောင်းဆိုထားသည့်မစ္စတာတိတ်ရှိကျွင်း၏နေပြည်တော်ခီးစဉ်နှင့်ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကတစုံတရာထုတ်ပြန်လာခြင်းမရှိသေးပေစစ်ကောင်စီခေါင်းဆောင်အနေဖြင့်မတ်လ3ရက်နေ့မှ6ရက်နေ့အထိရုရှားနိုင်ငံသွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်းရုရှားဘလာရုစ်နိုင်ငံတို့နှင့်သဘောတူညီချက်နှင့်နားလည်မှုစာချုပ်လွှာများ25ခုထပ်မံလက်မှတ်ရေးထိုးခဲ့သည်မင်္ဂလာပါမျိုးတွေကျမမဟုတ်တူမှာသေးပါရှင်ဒီနေ့နောက်25ခုနဲ့မက်ရှလာ17ရက်နေ့ဖြစ်ပါတယ် USA ရဲ့လုပ်ငန်းစဉ်အကုန်လုံးကို83ရာခိုင်နှုန်းဖျက်ပိုင်းလိုက်ပါပြီဒီသတင်းကိုအမေရိကန်နိုင်ငံသားယုံကြည်ကိုယ်တိုင်ကတရားဝင်ထုတ်ပေါ်ပြောဆိုလာတာဖြစ်တယ်နောက်ဆိုတော့က USA ရဲ့လုံခြုံရေးအကောင်လုံးက83ရာခိုင်နှုန်းကိုဖျက်သိမ်းလိုက်ပြီးမို့လို့နော်အာဒီ USA ကမိန်းကန်တို့ကနေပြီးတော့အတိမတ်ပြပြီးထုတ်ပြန်ပြီးထားတာမို့လို့မိန်းကန်တို့ကတော့ဖက်ငါတော့ဖက်လို့မရပါဘူးဆိုပြီးတော့ကြောက်ကန်ကန်ပြီးတော့သူတို့ထမင်းငဲ့မဲ့ကိန်းကိုကြောက်ကန်ကန်ပြီးရင်းနေကြတဲ့ပြည်ထက်မိသားစုနဲ့နော်နိုင်ငံတကာရဲ့အထောက်ပံ့ကိုယူထားတဲ့ငွေဝယ်ကြော်နေအခုလောက်ဆိုလို့ရှိရင်တော့သူတို့လာရမှနိုင်နေလောက်ပြီးလို့ကျွန်မထင်ပါတယ်နော်ဆိုတော့ကဒီလိုမျိုးခေါင်းစဉ်လာလာလေးတွေတက်မယ်လူခွင့်ကြီးလူသားချင်းစာနာမှုလို့ခေါင်းစဉ်လာလာလေးတွေတက်ပြီးတော့အဲ့ဒီအောက်ကနေပြီးတော့အဲ့ဒီခေါင်းစဉ်အောက်ကနေပြီးတော့ကျွန်မတို့ပြည်ထောင်ရေးကိုကျွန်မတို့အာကျွန်မတို့ပြည်ထောင်ရေးကိုလိုလိုလိုငွေရောက်ဆက်ဖက်နေမှုတွေကအတိုင်းအတာတစ်ခုတည်းရောကြသွားမှာဖြစ်ပါတယ် ဆိုတော့ဒါကပထမဆုံးအဲဒါတင်းတော့တကူမြောက်ဝေးပြီးတာနောက်ခုကျတော့ကျွန်တော်လက်ရှိနိုင်ငံရေးစီရင်အခင်းချက်မှာတတိတိတိထားဖို့လိုအပ်တယ်တကယ်လို့များတတိတချက်လွတ်သွားလိုက်တာနဲ့တတိမူကူးမနေနိုင်နဲ့အများဓမိုက်ကစလို့ပြသက်မေးအောင်တပါရယ်ပိတ်ကိုအန်ဒီကြီးရဲ့ကိစ္စတကူအဲ့ဒီကြောင့်များကျွန်မမျှဝေးပေးမယ်အာနောက်တစ်ခုကျတော့ကျွန်မကိုလာပြီးမိရရဲ့မိဘတို့ခုကိုကျွန်မပြန်ပြီးတော့ဖြေးပေးမယ်နောက်တစ်ခုကျွန်မကမိဘတို့ခုပြန်ပေးမယ်နောက်တစ်ခုကျတော့အာပြည့်ဖြတ်မိရရဲ့မှာရေးသားတဲ့ဒရင်တစ်ပုဒ်ပေါ်မှာမူပြီးတော့အဲ့ဒီဒရင်ရဲ့အခြေအနေကြောင့်တရားကိုကျွန်မကချုပ်ငုံတော့ပေးမှာပေါ့နော်ဆိုတော့ဒီနေ့ကရတမမေနိုင်ငံရေးအခြေအနေလို့လည်းပြောရမှာပေါ့နော်အခြေအနေကြောင့်ရလေးတွေက ကုန်လုံးခုနေနေဒီနေနေရောတမဖွင့်နိုင်ငံကြီးအခြေအနေပေါ့ဆိုတော့ကျွန်တော်တို့ဂျပန်မိခေါ်တစ်ခုလေးချင်တာကလက်ရှိမှာကျွန်တော်တို့တက်ချုပ်ကျွန်တော်တို့နိုင်ငံတော်ဝန်ကြီးချုပ်ရုရှားခီးစင်ဘလာရုခီးစင်အနေပြန်ရောက်ပြီဆိုတော့မြန်မာနိုင်ငံရခိုင်နိုင်ငံပြန်လာလို့ရှိရင်ကျွန်တော်တို့ဒေါ်လာရေးတက်ခွဲတွေကမြန်မာတိုင်းနိုင်ငံလုံးတိမ့်နိုင်မယ်အနေထားဒီရောက်အောင်လုပ်မယ်သူတို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတကာကနေတရားဝင်အသိမဲ့ပြုရအသိမဲ့ပြုမှုရအောင်လုပ်မယ်ဆိုတဲ့နေမျိုးစဉ် အဲ့ဒီနေမျိုးစရာရုပ်တံဖိုင်ကိုတော့မှကျွန်မအရင်ရက်ကတေးသေးချာချာမှတ်မှတ်ရရလေးတင်ပြထားတယ်။ဆိုတော့လက်ရှိမှာကျွန်မတို့နိုင်ငံတော်ဝန်ကြီးချုပ်ရရှာကြီးစင်ကလည်းမမကြီးတက်ရောက်လာပြီးနေမျိုးစင်ပြောသူလိုပဲတို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတော်ကဘယ်နိုင်ငံကအသိမှတ်ပြလိုက်တယ်လဲ။ကျမမင်းချင်တယ်နေမျိုးတင်ပြောတယ်သူတို့ကတနိုင်ငံလုံးကိုသူတို့တိမ့်နိုင်မဲ့အနေထားဖြစ်ပြီးတော့သူတို့ကတနိုင်ငံလုံးကိုအွန်လိုင်းဖွင့်ထူပြီးတော့စစ်တပ်ကတနိုင်ငံလုံးမှာအလံဖြူထောင်ရအောင်သူတို့လုပ်မယ်လို့ပြောရဲအခုဘယ်နေရာတွေဘယ်မျိုးဘယ်ပါတွေကိုနေမျိုးစင်လူတွေတိမ့်နိုင်လိုက်တယ်လေမြန်မာတနိုင်ငံလုံးအတိုင်းအတာမပြောနဲ့သူပြုတ်ကြကူလေးနေမျိုးစင်သူကိုယ်တိုင်အခြေချနေတယ်တရားတစ်ပြည်နယ်လုံးကိုတော့သူတို့တိမ့်နိုင်တဲ့အနေထားရောက်ပြီလား သူတို့ပြောတဲ့မဟာမိတ်တက်ကြီးဆိုတာကအခုသူတို့ရေတွန်ခံပြီးအသေးခံတိုက်ပြီးရဲ့ MNDA ပါတလား TLA ပါတလား AA ပါတလား KI ပါတလားဒါကျမရဲ့နိုင်ငံရေးအရာပထမဆုံးမိကုန်ထုတ်ခြင်းဖြစ်ပါလေ။ကျမကလူလူမေးတာမို့လို့လူလူပဲပြန်ပြေပါလို့ကျမရင်းရင်းကျေးကျေးနဲ့ပြောပါမယ်။နောက်တစ်ချက်ကတော့ပုဂ္ဂလိကအကြောင်းတွေမှာစီရီယယ်ဝန်ထမ်းတွေအလုပ်ဝင်ဖို့အင်မတန်ခက်ခဲလာပါတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ TVB သတင်းဌာနမှာအသေးအဖော်ပြထားတာရှိ။ဆိုတော့စီရီယယ်ဆိုတဲ့ခေါင်းစဉ်ကလာလေးအောက်မှာကျမတို့နိုင်ငံကိုဖျို့ဖျဲဖြစ်သွားအောင်။ဆိုရရဲ့အုပ်ချုပ်မှုရန်တရားတွေရက်တံသွားအောင်။ကလစ်တကယ်ရေးပညာရေးတင်ကြားမှုတွေနှောက်နှေးသွားအောင်။ မိဘပြည်သူတွေကျမ်းမာရေးဝန်ဆောင်မှုစောင့်ရှောက်မှုတွေနှောင့်နှေးသွားအောင်နိုင်ငံတော်ကိုပြည့်စည်ရပြည့်စည်ကြအောင်နိုင်ငံတော်သစ္စာဖောက်ခဲ့ရဘူးသူတွေလေနော်ပုဂ္ဂလိကအကြောင်းတွေမှာစီရီယန်နေအလုပ်ဝင်ဖို့ခက်ခဲလာရဲဆိုတော့ခင်ဗျားတို့ပထမဆုံးပြောတာက NUG ကတရားဝင်အစိုးရဖြစ်မှာခင်ဗျားတို့ကတောင်းပန်ထမ်းဆောင်မယ်အဲ့ဒီတချို့ဟိုလူတွေပြောကြတာရှိတယ်အခုတို့ရောပေါ့နော်တစ်နှစ်ဆိုလို့ရှိရင်လည်းအဲ့ဒီတစ်နှစ်လုံးလာစာကိုပေါင်းပြီးတော့ NUG ကခင်ဗျားတို့ကိုပြန်ပေးမယ်နှစ်နှစ်ဆိုလို့ရှိရင်လည်းတော်လိုင်းကြီးကနှစ်နှစ်ကြာရင်နှစ်နှစ်ရလာစာကို NUG ကပြန်ပေးမယ်လို့ခင်ဗျားတို့ပြောခဲ့တယ်ဆိုတော့အခုပုဂ္ဂလိကအကြောင်းတွေမှာစီရီယန်နေအလုပ်ဝင်ဖို့ခက်လာရဲဟုတ်တယ်မှန်တယ်စီရီယန်ဆိုပြီးတော့နိုင်ငံတော်ကိုတက်ဆောင်ဖောက်ခဲ့လို့ဖြစ်တယ် ုမျိုးမင်းကောင်းခွာလေးဖြစ်အောင်မင်းကောင်းခွာလေးဖြစ်အောင်လမ်းမပေါ်ကိုတွန်းပို့ပြီးနိုင်ငံရေးအယောင်တွေးရေးဆိုးပေးခဲ့တာဘယ်သူလဲလဲနော် CDN ဒီဘာကြောင့်ပုဂ္ဂလိကအကြောင်းနေမှာအလုပ်လုပ်ဖို့ခက်ခဲလာတယ်လေအဲ့ဒီမျိုးကိုပြန်ပြေရရင် CDN ဆိုပြီးတော့နိုင်ငံတော်နဲ့ပြည်သူကိုနိုင်ငံနဲ့ပြည်သူကိုသစ္စာဖောက်ခဲ့လို့ဖြစ်တယ်ဒါဟာကျွန်တော်တို့ဒီနိုင်ငံတော်နဲ့ပြည်သူပေါ်မှာထားရှိရမယ့်သစ္စာတရားကိုဖောက်ပြခဲ့လို့အခုလိုမျိုးငင်းကောင်းခွာလေးပေါ်အောင်ကြောက်ပါလား။ ော်ဆိုတော့ဒါကဒီပြည်ပြည်နဲ့ဌာနရဲ့ပြောဆိုမှုကိုကျွန်မလည်းလေးရောက်ပြန်လဲတုံ့တက်ပြီးပြန်လဲခြေပါစေဖြစ်တယ်ဆိုတော့ကျွန်မကအကျွန်မကဟောကျွန်မအရင်နေ့ကပေါ့နော်ကျွန်မပို့လေးတစ်ခုတင်ထားရေအဟိုရှိလွန်ခဲ့တဲ့6လ6လောက်ကပေါ့နော်အာကျွန်မဆန္ဒပြပွဲတစ်ခုမှာတိုင်းထားတဲ့ဖနိုင်းလေးနဲ့ပုံလေးတင်ထားရေအဲ့ဒီမှာဆိုရင်ပြပအကူပစိမ့်လို့အလိုမရှိပေါ့နော်ဒီစိုက်ပုံလေးတိုင်းထားတဲ့ခါကျတော့ဟာပြပအကူဆိုတာဘယ်သူ့ကိုပြောရလဲလို့ဒါလည်းဆောက်အကူနေရေမရောက်နိုင်ဘူးတိုင်းရေတိရုပ်ကိုအကူနေရေမရောက်နိုင်ဘူး ရှိတယ်။ဒီကုန်းလေးရှိကြတယ်။အဲ့ဒီလုံးလေးကိုကျွန်မပြန်ဖြည့်ပေးမယ်။ဒီပါအခုပစိန်ရုပ်ဆိုတာကဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုပြောတာ။အားကြောင့်ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုပြောရတယ်လဲဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဒီနိုင်ငံသားသားကြံပြီး60ကျော်ကိုငှားပြီးတော့နိုင်ငံတော်ရဲ့အာဏာကိုနိုင်ငံသားသားတွေလက်ထက်ကိုဝါကွက်အပ်ခဲ့လို့ဖြစ်တယ်။အားကြောင့်ဒီစကားကိုပြောရတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတိုက်ခံပုံကဘေးကွက်ကမဲဆွဲရခြင်းကာလတော့ကကျွန်တော်နိုင်ငံရေးလုပ်တယ်ဆိုတာကပြည်သူကိုအားကိုးပြီးလုပ်တာပါ။ ဖေးနိုင်ငံသားသားဖေးနိုင်ငံသားအစိုးရကိုမှအာကိုပြီးတော့လောက်တာမဟုတ်ပါဘူးလို့ထောင်ဆန်းသူကြီးတီရွေးကောက်ပွဲဂရီကူအနေနဲ့ပြည်သူကိုပေးခဲ့တယ်။တကယ်တမ်းပြည်သူကသူ့ရဲ့စကားကိုယုံကြည်ပြီးတော့အာဏာပေးလိုက်တဲ့အချိန်မှာနိုင်ငံသားသားအကြံပေးတွေကိုခေါ်ယူပြီးနိုင်ငံအရေးကိုဝင်ရောက်ဆုတ်ဖက်စေခဲ့တယ်။ဒါကြောင့်နိုင်ငံတော်တစ္ဆာဖောက်ဖြစ်တယ်။ဒါကြောင့်ပြပအာကိုပစိန်ညူဆိုတာတော့ဦးဆန်းစုကြည်နဲ့ NLD ပါတီကိုခေါ်ခြင်းဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကလည်းရှိကျွန်တော်တို့နိုင်ငံရေးအခင်းကျင်းကာလတတိကြီးစွာရှိရတယ်။တတိမရှိလို့ရှိရင် တစ်ချက်နှားလိုက်တာနဲ့တဘောအလုံးစာပေးဆက်ရတဲ့အနေထားဘယ်မှာလုံးဒီဖြစ်စဉ်တွေကဟိုရွှေပြောင်းမြန်မာလို့တမားရေပေါ့နော်ကျမတို့နိုင်ငံခြားတခြားနိုင်ငံတွေမှာသွားပြီးအလုပ်လုပ်နေတဲ့ရွှေပြောင်းမြန်မာအလုပ်တမားတွေမှာကြုံရတယ်။ဥပမာထိုင်းကိုရောက်နေတဲ့မြန်မာနိုင်ငံသားအလုပ်တမားတွေရှိရယ်မလေးကိုရောက်နေတဲ့မြန်မာနိုင်ငံသားအလုပ်တမားတွေရှိရယ်စင်ကာပူဂျပန်ကိုရီးယားစသည်ဖြင့်ပေါ့နော်အဲ့ဒီမှာသွားရပြီးလုပ်နေတဲ့အလုပ်တမားတွေရဲ့ဘဏ်အကောင့်ကိုယူပြီးတော့မြန်မာပြည်ထဲမှာရှိရယ်တော်လိုင်းရေးအမိခံထားတဲ့အကြမ်းဖက်အဖွဲ့တွေကိုငွေကြေးထောက်ပံ့မှုဒီအလုပ်တမားတွေသူ့ရဲ့ရရဲ့လာစာရဲ့ ၅ပုံ၆ပုံလောက်လာစားချက်56ဒါလောက်ပုံများပြီးတော့သူ့ရဲ့ဖန်အကောင့်ကနေမြန်မာပြည်ထဲဝင်ငွေတွေလွှဲနေတာအမှန်ကန်တော့ဒီဖြစ်ပြောင်းမြန်မာအလုပ်သမားကအဲ့ဒီအကြောင်းရောမသိနော်ဒီအလုပ်ကိုင်းဒီ agency ကြီးဟောဒီပွဲစားတွေဌာနကပွဲစားတွေနဲ့အလုပ်ရှင်တွေကနော်သူတို့ရဲ့ဖန်အကောင့်တွေကိုခဏယူထားမယ်ဆိုယူထားလိုက်တယ်ပြီးလို့ရှိရင်အဲ့ဒီဖန်အကောင့်တွေကိုတုံးချပြီးတော့နော်တော်လိုင်းရဲ့အမိခံထားတဲ့အကြပ်သက်သမားတွေကိုငွေကြေးထောက်ပို့တယ်ဒါကြောင့်မလို့သူတို့ရဲ့ဖန်အကောင့်တွေဆက်လိုက်တဲ့အခါမှာဒီအလုပ်သမားတွေဒီဒီအကြပ်သက်သမားတွေကိုငွေကြေးထောက်ပံ့တဲ့အကြပ်သက်မှုတက်ဖြတ်ရေးဥပဒေ90ညနဲ့ညှိနှုံသွားကြတယ်ဒါကြောင့်မလို့သူတို့တွေခြားနိုင်ငံမှာအလုပ်ဆက်လုပ်ဖို့ဗီဇာတက်တန်တိုးတဲ့အခါအခက်အခဲကြီးဖြစ်တယ်ဒါကပထမဆုံး ပြီးပါမှာကျုံရတာအခုလက်ရှိပြီးပင်းမှာကျုံနေရတာကဘာလဲဆိုတော့ကျမတို့ KB KB ဆက်အပေး KB ဆက်ပေးအကောင့်လေးကိုအယောင်းဝယ်လောက်ကြတယ်တဲ့ကျမလည်းအဲ့ကိစ္စမသိဘူးအခုတလုံးမှာကျမ Facebook မှာရှာကြည့်လိုက်တဲ့ခါကျတော့နော်ဂရုတွေဂရုတွေအများကြီးတွေ့ရတယ် KB အကောင့်ယောင်းဝယ်ရေးဆိုပြီးတော့ KB account ဆိုတာဒီမိမိအမပုံတင်နဲ့မိမိရဲ့ကိုယ်ရေးချက်လက်နဲ့ဖွင့်ရတာမိမိအမျက်နှာကြီးနဲ့အဲ့ဒါကိုမှကိုကကျိုးရတော့ကိုယ့်ရဲ့အမပုံတင်နဲ့ကိုယ့်ရဲ့ အချက်လည်းနဲ့ KB ကောင်းခင်လာတယ်ဒါပေမဲ့ဒီအကောင့်ကိုမသုံးဖြစ်ဘူးဒါပေမဲ့ကိုကပတ်စံလိုတဲ့ခါကျတော့ KB ကောင်းရောင်းဝယ်ရေးဆိုပြီးဂရုတွေမြောင်များစွာရှိတယ်အဲ့ဒီမှာ KB အကောင့်ဝယ်ချင်တဲ့လူတွေရောရောင်းချင်တဲ့လူတွေရောအများကြီးရှိတယ်တချို့ကဘုမတိဘာမတိပဲနဲ့ပတ်စံရရင်ပြီးရောဆိုပြီးတော့နိုင်ငံရေးလည်းအများကြီးနားမလည်ဘူးစစ်ရေးလည်းတို့အများကြီးနားမလည်ဘူးတို့အဲ့လောက်လည်းမတွေးတတ်ကြဘူးဒီ KB ကောင်းကိုကခင်လာရဲကိုကမသုံးဖြစ်ဘူးဒါကြောင့်မို့လို့ KB ကောင်းတစ်ခုကိုငွေ3000နဲ့ရောင်းလိုက်တယ်9000နဲ့ရောင်းလိုက်တယ်နော်အကောင့်တစ်ခုကို9000နဲ့သူရောင်းလိုက်တယ်ဒါပေမဲ့သူ့ရှိရနေဝယ်သွားတဲ့လူတီးအဲ့ဒီအကောင့်ကိုအတုံးချပြီးတော့အဲ့ဒီနိုင်ငံတော်ကနေအကြမ်းဖက်ပြင်ကျင်ညာထားတဲ့အခွင့်အရေးတွေကိုငွေကြေးထောက်ပံ့တဲ့အခါ နော်ဒီအကြမ်းဖက်သမားတယောက်ကိုဖမ်းမိတယ်ထောက်ဖို့တဲ့ကိုဖမ်းမိတယ်ဆစ်လိုက်တဲ့ခါမှာသူ့ခွဲလိုက်တဲ့ KV အကောင့်ဒီကိုအကောင့်ဖြစ်နေအဲ့ဒီအကောင့်လိုက်လိုက်တဲ့ခါမှာမှတ်ပုံတင်နံပါတ်နဲ့မျက်နှာဒီကိုယုံကြည်ပေါ်လာတယ်ဆိုတော့ဈားတဲ့ကဘာမသိညာမသိနေ ။ဘဝပြတ်ပြီးတော့90ရာနဲ့တရားစွဲဆိုခံရမှုတွေကလက်ရှိနေမှာပြည်တွင်းထဲမှာဖြစ်လာတယ်။90ရာနဲ့အပြစ်မှုထင်ရှားလို့ရှိရင်ထောင်နဲ့15နှစ်တိကြာမှန်ခံရတယ်။ဆိုတော့ဥကရိုင်းကနိုင်ငံရေးလည်းတိအတိတ်ပြီးတော့အများကြီးနားမလဲဘူး။အဲ့လိုထိလည်းမတွေးမိလိုက်ဘူး။ဟာကိုမကြီးပေးကောင်းရှိရဲကိုကမတုံးဖြစ်ဘူး။နော်။သူများကိုသွားပြီးထောက်ပံ့ဖို့နေနေတာဒါလက်ရှိမှာကုန်စည်နှုန်းကြီးကြီးမြင့်မှုတွေနေ့စဉ်ဟိုလူနေမှုဘဝမြင့်တက်မှုတွေကြောင့်မိကိုရဲ့မိသားစုစားဝတ်နေရတာမနဲ့ရုန်းကန်နေရတယ်ဆိုပေမဲ့ကိုရဲ့အကောင့်ကိုဝယ်သွားတဲ့လူတွေအလွဲအုံစားလုပ်ပြီးတော့အဲ့ဒီ PDF မိခဲ NUG မိခဲလက်ရှိမှာနိုင်ငံတော်ကနေအကြမ်းဖက်ဖြေကျင်းလာတဲ့အဖွဲ့အစည်းတွေကိုငွေကြေးထောက်ပံ့တဲ့အခါမှာကိုကတည်းကဖြစ်သွားတယ်။ဈာတဲ့ကဘူးမသိကိုမသိဘာမှမသိပဲနဲ့ခံလိုက်ရတယ်။အနေထားတွေကမြမတီတွင်ထဲမှာစဖြစ်လာတယ်။ဒါကြောင့်မို့လို့အမိုက်ကစားပြီးတက်တက်မီးလောင်တက်ပါရဲ့နော်။ခနာတို့လွယ်လွယ်ကူကူလေးမတို့ကြပါနဲ့။မိမိတို့ရဲ့အချို့တွေကေးဘေးကောင်းနေရှိရင်ဝိမန်နေကောင်းနေရှိရင်ငွေ3000 4000 5000ရောက်ဖို့အတွက်နဲ့ကိုဘဝကြီးကိုမရင်းကြပါနဲ့မရောင်းကြပါနဲ့။နော်။ကျွန်မအတိပေးကြပါရဲ့။နော်။ တကယ်လို့ညာဟာမဘူးတူရေကျွန်တော်ကတော့မသိလိုက်လို့ကွယ်ညီမလေးအမကတော့မသိလိုက်ရောအမရဲ့ KB အကောင့်အဲ့ဒီလိုမျိုး account တစ်ခု account တစ်ခုမှာသူက level level 2ဆိုဘယ်လောက် level 1ဆိုဘယ်လောက် level 3ဆိုဘယ်လောက်ဆိုပြီးတော့ပတ်စံပူပေးပြီးတော့ဝယ်ကြတယ်တဲ့ဆိုတော့ account တစ်ခု3000ရရဲ့5000ရရဲ့7000ရရဲ့ပေါ့နော်အဲ့လိုမျိုးရောင်းလိုက်မှုခဲ့တယ်ဆိုလို့ရှိရင်လည်းလက်ရှိမှာကြိုးတင်ပြဆိုင်တဲ့အနေနဲ့အနည်းဆုံးတော့နော်ကျွန်တော်ဘယ်သူဒီကျွန်မဘယ်သူဒီနော်ဖုန်းနံပါတ်ဘလဘလမှတ်ဖို့တယ်ဘလဘလဒီကျွန်တော်ရေဒီ KB account ဝယ်မယ်နေကောင်းပေါ့ကျွန်တော်ဒီ အခြားသူတယောက်အားရောင်းချမိခဲ့ပါသည်ဘယ်နည်းပဲရမှာရောင်းချမိခဲ့ပါသည်ဆိုတာလောက်ကိုတော့အနည်းဆုံးနိုင်ငံပိုင်သတင်းစာတွေမှာထည့်ပြီးတော့အကြေညာပြီးတော့အတိပေးလောက်ဖို့အတိပေးဖို့ဒါကိုပဲကကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်အဲ့ဒီလောက်မှကြိုတင်ပြင်ဆင်မထားဘူးဆိုရင်ကိုရှာနဲ့အကောင့်လွဲသွားတဲ့လူတယောက်ကအဲ့ဒီလိုမျိုးစံဖက်သမားတွေထောက်ပံ့မယ်ဆိုရင်ခြားတဲ့ကနေပြီးတော့အလကားတက်တက်1015နှစ်ကြာရမှာကိုကိုယ်တိုင်ဖြစ်သွားလိမ့်မယ်เนาะဆိုတော့ကအတိတတိရှိကြပါ လက်လွတ်စပယ်နဲ့တပားသူကိုမယုံကြပါနဲ့နော်ဆိုတော့မိမိတို့ရဲ့ကေဘေးကောင်တွေဝိမန်ကြီးကောင်တွေရှိလို့ရှိရင်ဘသူ့ကိုမှပြန်ပြီးတော့မယောင်းကြပါနဲ့ဒါဟာကိုယ့်တဘွားလုံးကိုထောင်ထဲမှာတယ်အယိုးဆွေးတဲ့ထီနေရာလောက်တဲ့ကြည့်ပြမှုကြီးလင်းပါလေအကယ်လို့များ90ညနဲ့စုံစမ်းစစ်ဆေးလို့ဒီလူဟာဒီ PDF အမိခံ LG အမိခံဂျပန်သမားတွေကိုငွေကြေးထောက်ပံ့နေဆိုရက်တက်တေထောက်တာထင်ရှားလို့ရှိရင်ထောင်တန်း15နှစ်ထိကြမှတ်ခံရနိုင်တဲ့ထိပြစ်ဒဏ်ကြီးပါလေဒါကြောင့်မို့လို့အမိုက်ကစားပြဆက်မိမလားအစားစားရတတိထားကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်